ောက်ချက်ဆရာများအားလုံးမင်္ဂလာပါကျွန်တော်တော့ဆရာဆွမ်းနိုင်ဖြစ်ပါတယ်အဲကျွန်တော်ကိုအခုမေးထားတဲ့ဒီ relay အဝင်ထွက် အကြောင်းပေါ့နော်ဒါကျွန်တော်ဒါလာပြီးတော့ပြောပြတာပေါ့နော်အဲ relay တွေမှာတချို့ကဒီ electronic ဘိုင်းဆိုင်ရာတွေမှာအားနည်းတယ်ဒီ relay အဝင်ထွက်တွေကိုမတိကြဘူးပေါ့နော်ဒါကတော့ကျွန်တော်ခွန်ချွတ်ပြီးပြထားတာသူရဲ့ original ပုံစံတော့ဒီလိုလေးပေါ့နော်ငါငုတ်ဒါကတော့တွဲဖို့ relay 5 pin ပေါ့နော်ငါငုတ်ဒါကတော့နော်တွဲဖို့ relay 8ပင်ပေါ့နော်10ပင်ဒါသူရဲ့အကောင့်အတိုင်းပုံစံတော့ဒီလိုလေးပေါ့နော်ဒါတော့ကျွန်တော်ခွဲပြထားတာဘာကွာလဲလို့ပြောကျင်နေဆိုတော့ဘာကွာလဲလို့ဆိုတော့ကျတော့သူကငုတ်ရည်အတွက်꽈သွားမယ်နော်အသုံးပြုရတာချင်း꽈သွားမယ်နော်သူ့မှာရှိတဲ့ MBR တွေဘိုးတွေလည်း꽈သွားမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကအခုမေးထားတဲ့ဟာလေးကိုကျွန်တော်ပြောပြရမယ်ဆိုတော့ relay တစ်လုံးကိုတွေ့တာနဲ့ကျွန်တော်တို့ကဘယ်ငုတ်ကဘာလောက်လောက်လဲဆိုတာသိဖို့လိုတယ်သိဖို့လိုတဲ့အတွက် ်เนาะကျွန်တော်အုံမီတာလေးကိုသုံးမယ်เนาะဒီအုံမီတာကိုသုံးမယ်မီတာကို80မှာထားမယ်အဲပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီမှာ zero adjust လေးချိန်လိုက်မယ်ပြီးပြီဆိုရင်ဒီမှာရှိတဲ့ငုတ်တွေကျွန်တော်လိုက်တိုင်းမယ်လိုက်တိုင်းတဲ့အခါအခုဒါဆိုရင်မီတာမပြဘူးเนาะဒါဆိုရင်မီတာမပြဘူးဒါဆိုရင်မီတာပြတယ်ဒီမှာမီတာမှာ300အောင်ပြနေတယ်เนาะမအပေါ်လက်တံမှာ30ဆိုတော့အောက်မှာအမြောက်30နဲ့ဆိုတော့300အောင်ပြတယ်ဒီလိုအောင်ပြတာဒီဒါ꽌ငုတ် နော် relay တစ်လုံးနဲ့တစ်လုံးအောင်ပြတာအတူချင်းမှတူမယ်ဒါပေမဲ့ဒီလိုအောင်ပြနေတဲ့ငုတ်ဒီ꽌ငုတ်လို့သိရမယ်꽌ငုတ်ဆိုတာဒီမှာအပေါင်းပေးမယ်ဒီမှာအနှုတ်ပေးမယ်ဆိုရင်ဒီ relay ကအလုတ်လောက်ရမယ်ထဲကတက်တက်နဲ့အတန်ကြီးမယ်အဲဒီနှငုတ်ကိုတိုင်းလိုက်ရင်ဒါ normally close nc လို့ခေါ်တယ်သူကတော့အောင်တန်မှုမရှိဘူးဒါလိုက်ပြနေမှာနော်ဒီအလင်ငုတ်နဲ့ဒါနဲ့ကိုတိုင်းလိုက်တဲ့အခါမှာနော်သူကဘို့ကွိုင်ငုတ်ကိုဘို့ရောက်မှာဒီနှငုတ်ကအလုတ်လောက်မှာဖြစ်တယ်ဒါကိုကြတော့ no လို့ခေါ်တယ် normally open ပေါ့နော်အဲ့တော့ပြောချင်တာက relay တလုံးကိုလည်းထည့်ရောက်လာလို့ရှိရင်မီတာနဲ့တိုက်ရမယ်မီတာနဲ့တိုက်တာပြီးတော့မှကျွန်တော်တို့ကဒီငုတ်တွေကိုဘယ်ငုတ်ကဘာစာဆုတ်ချက်လို့ရမယ်เนาะအဲ့တော့ဒီထဲမှာဖွဲ့စည်းထားတာဒီဘယ်လိုဖွဲ့စည်းထားလဲဆိုတော့ကျတော့เนาะ quin ငုတ်ဆိုတဲ့အတိုင်းမှာ quin ပတ်ထားတယ်เนาะဒါဒီ relay ကိုအခွန်ချွတ်ပြလိုက်တယ်မှာ quin ပတ်ထားတယ်ဒီမှာတငုတ်ဒီမှာတငုတ်ကျွန်တော်ဒီမှာတိုက်လိုက်မယ်တိုက်လိုက်ရင်ဒီမှာအုတ်တမူလာပြမယ်ဟဲ့လားဟိုမှာ300အောင်ပြနေတယ်ဒါဆိုရင်ပင်မအလင်ငုတ်ကြီးကဒီကြီးပြားကြီးပေါ့เนาะဒါဒါအလင်ငုတ်ကြီးပေါ့เนาะ ကြီးပြားကြီးဒီကြီးပြားကြီးကဒီဘက်ထိပ်မှာကြည့်မယ်ဆိုရင် normally close နဲ့ဒီမှာဆက်သွယ်မှုရှိနေတယ်ဒီမှာ point လေးเนาะဒီထဲမှာမြင်နေရတယ်เนาะရှိနေရှိနေတဲ့အတွက်ဒီအလယ်ငုံနဲ့ဒီဘက်ငုံနဲ့ဒီဒီမှာအဆက်အသွယ်ရှိနေအကယ်၍သာ point ငုံကိုဘို့ရောက်သွားမယ်ဆိုရင်ဒီရှာပြားလေးကအောက်ကိုဒီလိုကတ်သွားမယ်ကတ်သွားရင် normally open နဲ့ common ငုံနဲ့အဆက်အသွယ်ရှိမယ်เนาะဒါကတော့ငါးငုံလေးပေါ့เนาะအဲ့တော့ဒီမှာကြာစားရရှင်းပြရမယ်ဆိုရင် ရလေးကိုဒီလိုပက်လက်လေးထားလိုက်မယ်ဒါကွိုင်ကုတ်မကွိုင်ကုတ်ဒီဘက်မှာလဲကွိုင်ကုတ်ဒီဘက်မှာကွိုင်ကုတ်မရှိဘူးလားရှိမယ်အော်ဒီမှာကွန်မွန်ကုတ်ဘုံကုတ်ပေါ့နော်ဒါဘုံကုတ်ဒီထက်ကိုတို့ကအပေါင်းထဲမှာလားအနှုတ်ထဲမှာလားတကြိုးပဲထဲမယ်အနှုတ်ထဲမယ်ဆိုရင်မိမိအလုပ်လုပ်မဲ့ဘက်ဒီပြန်ထွက်မဲ့ normally open back ကအနှုတ်ထွက်သွားမှာဒီမှာဘိုးရောက်တာနဲ့အနှုတ်ထွက်သွားမှာဆိုတော့နော်ဒီကွိုင်ကုတ်နှငုတ်မှာဘိုးမရောက်မချင်းကွန်မွန်ကုတ်နဲ့ NC နဲ့အဆက်အသွယ်ရှိနေမယ်နော်ဒါဆိုရင်တော့သဘောပေါက်လောက်ပြီး ထင်တယ်เนาะ relay ကိုဘယ်လိုသုံးရမလဲကိုသုံးနေတဲ့နေရာမှာ NC နဲ့သုံးပါလား NO နဲ့သုံးပါလားဆိုတာမိမိရဲ့အသုံးပြုမဲ့เนาะဒီ project ပေါ်မှာမူတည်ရဲပေါ့เนาะအဲ့တော့နောက်တစ်ခုကကျွန်တော်ဒီအိပ်ပင် relay ကိုပြောရမှာဆိုရင်ဒီကောင်မှာလည်းဒီလကောင်ပဲဒါအခုကျွန်တော်ခွာပြထားတယ်เนาะเนาะအုံးကွိုင်ငုတ်ကိုရှာမယ်ပေါ့เนาะကွိုင်ငုတ်ကဘယ်ဟာမှမသိဘူးဥပမာပေါ့ရှာကြည့်မယ်ဓာတ်တွေလိုက်ပြီးတော့တိုင်းကြည့်မယ်တိုင်းကြည့်မယ်ဟောတိုင်းကြည့်မယ်တိုင်းကြည့်တော့ ကျွန်တော်ဒီမှာအဆက်အသွယ်ရှိနေတယ်ဒါပေမဲ့အုတ်တံမိုးမရှိဘူး 0U ပြနေတယ်เนาะအဲ့တော့ဒါဆိုရင်ကျွန်တော်တို့က normally close ဆိုတာသိရမယ်ဒီဘက်ငုတ်ကတော့ point လွတ်နေတော့ဒီမှာနှံငုတ်လုံးသူကပြရမှာမင်းတို့เนาะ ါ point ကိုကလေးလွတ်နေလို့နော်ဒီမှာဒါနဲ့ဒါနဲ့အခုကအောက်တမမရှိဘူးပြနေတယ်ဒီငုတ်ဒီမှာမရှိဘူးဆိုတော့ဒါ normally close ဆိုတော့တည်ကြသွားတယ်နော် normally close အဲ့တော့ဒီကောင်ကိုလိုက်တိုင်းတဲ့အခါမှာဒီမှာတိုင်းလိုက်တယ်ဒီမှာအောက်တမပြနေတယ်နော်အောက်တမပြနေတဲ့ဟာဆိုတော့ဒါ point ငုတ်နှငုတ်တည်ကြသွားတယ်ဒါဆိုရင်ဒီမှာ normally close ကိုတွေ့ထားတာက normally close ကိုတွေ့ထားတယ်ဆိုတော့ကြတော့เนาะဒီဟာဒီ normally open ပေါ့ nc ပေါ့သူကနှငုတ်စီပေါ့เนาะဒီမှာပြထားတယ်လို့နှငုတ်စီလုပ်တယ်အခုကျွန်တော်တို့ကတုံးမယ်နှငုတ်စီကိုဒီဘက်မှာနှငုတ်စီရှိတယ်အဲတုံးငုတ်စီပေါ့เนาะဒီဘက်မှာတုံးငုတ်စီရှိတယ်သူက normally close ဆိုလဲနှငုတ်သွားမှာပဲเนาะ normally open ဆိုလဲနှငုတ်သွားမှာပဲเนาะဘုံငုတ်ဆိုလဲနှငုတ်သွားမှာပဲအဲ့ဒါကိုကျွန်တော်တို့ကကိုတုံးမဲ့ project ပေါ်မူတည်ပြီးတော့ဒါလေးတွေပေါင်းလိုက်လို့ရတယ် မှာပေါက်လိုက်ရင်တန်ကုတ်ဖြစ်သွားမယ်ဒီနှငုတ်ပေါက်လိုက်ရင်တန်ကုတ်ဖြစ်သွားမယ်ဒီကပေါက်လိုက်ရင်တန်ကုတ်ဖြစ်သွားမယ်ဆိုတော့ငန်းကုတ်ရလေးလိုမျိုးငန်းကုတ်ပဲကျန်တော့တဲ့သဘောပေါ့နော်ဒီမှာတော့လောလောဆယ်ရှိတာရှင်းကုတ်ရှိတယ်ဒါကိုအသုံးပြုကျင်တယ်လို့သုံးပါပေါ့နော်နှစ်လိုင်းကိုသူကဘရိတ်ကလုံးနှစ်လိုင်းပါတယ်ဟိုဘက်တစ်လိုင်းဒီဘက်တစ်လိုင်းပါတယ်ဒီမှာကတော့တစ်လိုင်းပဲပါတာနော်တစ်လိုင်းပဲပါတာအဲ့တော့ရလေးတစ်လုံးကိုတွေ့ပြီဆိုတော့အဲ့ကျွန်တော်တို့ကနော်ခုနပြောသလိုကွိုင်ကုတ်ဆိုရင်ကွိုင်နော်အုတ်တံမိုးတိုင်းမိုးလိုတယ်နော် เนาะဒါအောက်တန်မိုးရှိတယ်ဂျန်တဲ့ငုတ်တွေကအောက်တန်မိုးမရှိဘူးဒီမှာ normally close normally close ဟုတ်လား normally close ဆိုရင်ဒီမှာအောက်တန်မိုးမရှိဘူးเนาะအောက်တန်မိုးပြနေရသည်ဒါ quine ငုတ်ဆိုတာသိရမယ်เนาะဒါဆိုရင်ဒါဒီဘုံငုတ်ဒီမှာ normally close မြင်နေရတယ်เนาะဒီချက်မှာလဲเนาะ normally close မှာเนาะဒီဘုံငုတ်ကကျိုးอ่ะဒီအပေါ်မှာလာပြီးတော့အပေါ်မှာရှာလေးနဲ့လာထိနေတယ်เนาะဒီမှာဆိုရင်လဲကြည့်မယ်ဆိုရင်ဟာဒါဘုံငုတ်ပေါ့နော်ဘုံငုတ်ကဝါရကျုံနဲ့ဆက်ထားတယ်ဒီကြီးပြားမှာဒီအပေါ် point မှာလာထိနေတယ်ဒါဆိုရင်ဒါ तू က နော် normally close ဒီဟာဒီဘုံဟုတ်ပေါ့အဲ့ဒီဘိုးကျွေးလိုက်ရင်ဒီရှာပြားလေးအောက်ကိုဒီလိုပြီးသွားမယ်ပြီးသွားလို့ရှိရင်ဒီကောင်နဲ့ဒီကောင်နဲ့အဆက်အသွယ်ရှိသွားမယ်ဒီမှာအဆက်အသွယ်ရှိသွားလွတ်လိုက်ရင်မရှိတော့နော်အဲ့တော့ဘာကြောင့်ဇာတ်ရည်အနေနဲ့နော် relay တွေကိုဘာလို့တည်ထားတင်လဲဆိုတော့အခု cycle တွေမှာကျွန်တော်တို့ကနော် model မြင်လာတဲ့ cycle တော်တော်များများမှာ relay တွေထည့်သွင်းအသုံးပြုလာကြတယ်အဲ့လိုအသုံးပြုလာကြတဲ့အချိန်မှာ relay ရဲ့ငုတ်တွေကိုဘယ်လိုတိုင်းရမလဲဆိုတာမသိရင်အင်မတန်မှအန္တရာယ်ကြီးပါတယ် ဒီ relay မရလို့တခြား relay နဲ့အစားထိုးမယ်ဆိုရင်တောင်မှနော်မိမိနော်အစားထိုးမယ် relay ဒီ pin out တွေက original relay နဲ့ kwa နေခဲ့တယ်ဆိုရင်အနေရကြီးပါတယ်နော် efi ဘိန်းဒီမှာဆိုပို့ပြီးတော့တတိထားရပါတယ်အဲ့တော့ဒီဟာလေးကိုအားလုံးရအောင်ကျွန်တော် sharing လုပ်ပေးတာပါအားလုံးပညာရရှိနိုင်ကြပါစေကျွန်တော်စင်ပြွန်ဆရာဆွမ်းနိုင်ပါလောလောဆယ်တော့ကျွန်တော်အပြင်ဥလင်အနီးစခန်းမှာတင်နှံဖွင့်ထားပါတယ်နော်၃လတင်တဲ့သားနဲ့၁လတင်တဲ့သားများလည်းကျွန်တော်လက်ခံပါတယ်ဝက်ရှော့ဆရာတည်တန်းဆိုရင်တော့ကျွန်တော်၁လတင်တဲ့ EFI เนาะ EFI ဘိုင်းကိုကျွန်တော်တင်နှံပေးပါတယ်เนาะ3လတင်နှံတာတော့အခြေခံနေစပြီးကျွန်တော်3လတင်နှံပေးပါတယ်ကဲကောင်းသောနေ့လေးဖြစ်ပါစေ